2000လောက် GB ရောက်လာပြီဆိုလို့ရှိရင်တော်တော်ပြောနေပြီ။ဘာလို့ဆိုတော့တို့ဘုတ်ချလို့ရပြီ။ကျွန်တော်လည်းအဲ့ဒီမှာကလေးတော့မပါဘူးတဲ့။ပတ်စံရှိရလူရစိတ်ထားမကောင်းဘူးအခက်ထန်ပဲထင်တာမလား။မဟုတ်ဘူးတကယ်တော့ပတ်စံရှိရလူရပို့ပြီးတော့စိတ်ထားကောင်းတယ်။ပြောင်းမြန်မိသားစုတိုင်းမှာတထေးလိုတယ်။မိသားစုတိုင်းမှာတထေးတယောက်လိုတယ်။ကျွန်တော်ဒီနေ့ပြောမှလဲဆိုလို့ရှိရင်ကျွန်တော်ဖတ်ထားတဲ့ဒီ Secrets of Millionaire ကိုကျွန်တော်ပြပြမယ်။ဒါကကျွန်တော်လို millionaire တယောက်ဖြစ်ချင်တဲ့လူလူအတွက် ပြီးရင်ငွေကြေးအရနောက်တစ်ဆင့်ကိုတက်ချင်တဲ့လူတွေအတွက်ဒီစာအုပ်ကအထောက်ပံ့အများကြီးဖြစ်တယ်။ तू ကဟို DHF အကာရေးရ DHF အကာဆိုတာဒီမြန်မာပြည်မှာနာမည်ကြီးဆရာတွေတောင်မှတက်ခဲ့ဘူးတဲ့ဒီတင်နန်းပေါ့နော်အဲသူ့တင်နန်းကိုတက်ခဲ့ဘူးတဲ့ဆိုတော့ဒီ secrets of millionaire mind မှာကျွန်တော်ဘာအကျဉ်းဆုံးလဲဆိုလို့ရှိရင် inner world က outer world ကိုဖန်တီးရဲဆိုတော့ကျွန်တော်အကျဉ်းဆုံးပဲကျွန်တော်အတွင်းကဘာကအပြင်ကဘာကိုဖန်တီးရဲတဲ့မှာကျွန်တော်တိပင်းတပင်းကိုကြည့်လို့ရှိရင်ကျွန်တော်အတီးကိုပဲမြင်တယ်အာ သူ့အရွက်တွေပဲမြင်တယ်အဲ့တော့အတိမကောင်းတဲ့ခါမှကျွန်တော်တို့ကဒီအပင်မကောင်းမကောင်းဘူးလို့ကျွန်တော်ထင်ကြရတယ်တကယ်တော့အတိမကောင်းဘူးဆိုတာကလည်းအမြင့်မကောင်းလို့အမြင့်မကောင်းလို့ပေါ့နော်ဆိုတော့ဒီအတီးရဲ့ပင်မက အမြင့်ပေါ့ဆိုတော့ကျွန်တော်တို့ရဲ့ reset တွေရဲ့ရတဲ့တွေရဲ့ပင်မက ကျွန်တော်ရဲ့အတွင်းကပါပေါ့ကျွန်တော်စိတ်ပေါ့ဆိုတော့အဲအဲကြောင့်လည်းဒီသူ့ရဲ့စာအုပ်က the secrets of millionaire mind ဖြစ်နေတာပေါ့နော်ဟို millionaire mind millionaire စိတ်တန်းကြွယ်တထေးစိတ်ရဲ့လှုပ်ရွှဲချက်များပေါ့ ဆိုတော့အဓိကကျွန်တော်အတွင်းကဘာကိုပြုပြင်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့မှာပတ်စံကိုအချို့တွေက3သိန်းလောက် GB ရှိလို့ရှင်တုံးကြရလို့ရှိရယ်အချို့တွေက2000လောက် GB ရောက်လာပြီဆိုလို့ရှင်တော်တော်ပြောနေပါဆိုတော့သူတို့မုတ်ချားလို့ရပြီအဲကျွန်တော်လည်းအဲ့ထဲမှာကလေးတော့မပါဘူးတဲ့ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ money storage ပေါ့ money storage ဖုန်းထဲမှာ storage ရှိသလို money money တွေမှာလည်း storage ရှိရယ်ဆိုတော့ပတ်စံတွေမှာလည်း storage ဆိုတာရှိရယ်ဘန်ပေါ့ storage ဆိုရှင်အဲ့ storage ကတေးတေးလေးမို့လို့ gain gain နဲ့လို့ပေါ့နော်အဲ့တော့ရွှေရ2000နဲ့ storage လေး2000ပြည့်လို့ရှင် တော့ထပ်ပြည့်လို့မရတော့တော့တုံးလိုက်ပြီပျော်သွားပြီပေါ့တချို့ရကြတော့ဒီ5သိန်းခုနပြောတဲ့5သိန်းလောက်3သိန်းလောက် GB ရှိလို့ရှင်တော့တော်တော်ပျော်ဘွားပြည့်စုံနေပြီထင်တယ်အဲ့တော့လူတိုင်းက money storage မတူကြဘူးအဲ့တော့ storage ကနည်းနေလို့ရှင်ကျွန်တော်ထပ်ပြည့်လို့မရဘူးသင်္ကားတော့ထိပေါက်သွားပြီမယ်ကိုက ကို storage က9သိန်းလောက်ဆိုလို့ရှိရင်လည်းအဲ့3000လောက်ကိုကျွန်တော်တို့ဒီ9သိန်းနဲ့ခွက်လေးတွေကိုမဆန့်ဘူးအဲ့မို့ချဲပေါက်တဲ့လူတွေမချမ်းသာပါဘူးထီပေါက်တဲ့လူတွေမချမ်းသာပါဘူးဆိုတာအဲ့ဒါပေါ့နော်ဘာလို့လဲသူတို့ရှိရလာပတ်စံအောင်သူတို့ခွက်ကခွက်သူတို့ခွက်လေးကမဆန့်အောင်မဆန့်အောင်ထည့်လို့မရအောင်ထည့်လို့မရတော့သူတို့ဘာမှဘယ်လိုပြောမလဲအပြောင်းလဲတိတ်လို့လို့မရအောင်ပေါ့မှာဆိုတော့အဲ့ပတ်စံနဲ့ပေါ့နော်အပြောင်းလဲလို့လို့မရအောင်ဆိုတော့ဒီ money story ကိုတော်တော်ကြိုက်တယ်ပေါ့နော်အဲ့ money story ကဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ငယ်ဘဝက ဒီအတွေ့အဟောင်းတွေကြောင့်ဖြစ်လာတယ်။ဥပမာအမေကပတ်စံကို trader တက်တက်လို့လို့ဆိုလို့ဆိုလို့ရှင်တာသမီကအမေကိုရွက်တက်လို့ရှင်တာသမီကအတုံးချမ်းတယ်။ဟိုငါမိဘကဘယ်လိုပြောမလဲ။ဟို trader တယ်ငါတော့အတုံးချမ်းပဲပေါ့နော်။မိဘကိုရွက်တက်တက်လို့မျိုးဆိုလို့ရှင် तू ကဘယ်လိုပြောမလဲ။မိဘနဲ့ပြောင်းပြန်လုပ်တယ်ပေါ့။အဲ့တော့ကျွန်တော်ရဲ့ပတ်စံနဲ့ပတ်သက်တဲ့ခံယူချက်တွေကငယ်ဘွားကဒီအနည်းဆုံးလူတွေစီကလာတယ်။မိဘစီကလာရင်လာမယ်။ကျွန်တော်တို့ဒီအနည်းဆုံးလူတွေစီကဘယ်သူပဲဖြစ်ဖြစ်ပေါ့သူတို့စီကလာတယ်။ဆိုတော့အဲ့ဒါကိုကျွန်တော်တို့က ဖယ်ထုတ်ရမယ်မကောင်းတဲ့ money mindset တွေကိုဖယ်ထုတ်ရတယ် money mindset အစ်စ်တွေပြန်ထည့်ရတယ်ဒီလားငါအတွက်ပတ်စံမရှာဘူးပတ်စံဆိုတာငါလိုရာထက်ပိုရတယ်ပတ်စံဆိုအမြဲတမ်းငါအတွက်လိုရာထက်ပိုရနိုင်တယ်အဲ့လို mindset ပေါ့နော်အဲပြီးတော့ရှာထိန်ပွားပေါ့ရှာထိန်ပွားဆိုတာရှာရတယ်ပြီးတော့ပတ်စံထင်းသိမ်းတယ်ပြီးတော့ပွားရတယ်ဆိုတော့အဲ့အဲ့အချက်လေးလည်းကျွန်တော်သဘောကျတယ်ဆိုတော့ဒီစာအုပ်ကဘယ်လိုပြောမလဲကျွန်တော်ကိုပတ်စံနဲ့ပတ်သက်ပြီးတော့ ကျွန်တော်မီလီယံနဲ့ဖြစ်ချင်တာကျွန်တော်မီလီယံနဲ့အမြန်ဆုံးဖြစ်အောင်လုပ်လို့ကိုပတ်စံရှိလို့ရှိရင်အများကြီးကူညီလို့ရတယ်ကိုနားကလူတွေအကုန်လုံးကိုနိုင်ငံတစ်ခုဖြစ်လို့ရှိရင်ကိုကူညီလို့ရတယ်ဆိုတော့ကျွန်တော်ကဘယ်လိုပြောမလဲမီလီယံနဲ့ကိုကျွန်တော်ဖြစ်ဖို့ကြိုးစားနေရလွန်ခဲ့တဲ့၄နှစ်ခရက်ကျွန်တော်အသက်21ခရက်ပေါ့21ခရက်ဆိုတော့20ရောက်တဲ့ကျွန်တော်ဖြစ်ဖို့ကြိုးစားနေပါတော့ကျွန်တော်တို့အများကြီးအထောက်အကူဖြစ်တယ်ဆိုတော့ရှာထိန်းပွားပါပတ်စံကိုရှာရမယ်ပြီးတော့ထိန်းရမယ်ပြီးတော့ပွားရမယ် အဲဒါပေမဲ့စင်းရဲလူရဘာလို့လဲပုစံရှာသုံးလဲရှာရှာသုံးလို့လုပ်ကြတယ်လုပ်လုပ်ကြတယ်ရှာလိုက်သုံးလိုက်ရှာတယ်သုံးတယ်ရှာရယ်သုံးတယ်ဆိုတော့သူတို့တဲ့ပုစံမလောက်ဘူးအဲပုစံကသူတို့အတွက်ဘလောက်ပဲဖြစ်ဖြစ်မလောက်သူတို့သိနေရပြီလေတော့ကုံသွားမှာပဲသိန်း400ပြီလေကုံသွားမှာပဲဆိုတော့ဒါကျွန်တော်ရဲ့အမေလည်းလိုပဲမမေကအဲ ိမ်အတွက်လိုရဲ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 သူတို့လုံးဝမတော့အိမ်အတွက်ပဲလိုရသုံးတာအိမ်အမြဲဖြစ်ရင်ဖြစ်တယ်လို့ဝင်နေမှာ ਉਹ အဲ့တော့အိမ်အတွက်သုံးတာဆိုတော့အမြဲသုံးနေရတာကိုမမေကို၁၀သိန်းဖြည့်ပြလဲမမေကမလောက်ဘူးအဲ့တော့မမေရဲ့ money storage ကိုဟိုတနေ့ကညကပြင်ပေးဖြစ်တယ်ပေါ့နော်နည်းပြောပြပေးဖြစ်တယ်ဆိုတော့ရှာထင်းပွားပေါ့နော်ကျွန်တော်ရှာရမယ်ထင်းရမယ်ပွားရမယ်အဲ့တော့နောက်တစ်ခုကကျွန်တော်ဘာသဘောကြလဲဆိုရင် be do have ပေါ့နော် be do have ကဒါဆရာဖြိုးပိုင်လဲခဏခဏပြောတယ် ဒီဆန်နဝင်းအောင်လဲသူခဏခဏပြောပါတယ် be do have ဆိုတာကအဲအင်းဆုံးအဲ့လူဖြစ်ရမှာ be ဆိုတာအဲ့လူဖြစ်ရမှာ do ဆိုတာအဲ့လိုလုပ်ရမှာ be my have ဆိုတာအဲ့လိုရလာမှာဒါပေမဲ့စင်ရဲ့လူရကျတော့ဘာလို့လဲဆိုတော့ have do be လုပ်တယ်ငါ have ဆိုတာငါအဲ့လိုပတ်စံရှိလို့ရှင် do ငါအဲ့လိုလုပ်လို့ရမယ်နောက်ဆုံးချက်မှာ be အဲ့ချက်မှာငါအဲ့လိုလူဖြစ်လာမယ်ဟိုတခခုလုပ်ဖို့အတွက်ငါပတ်စံအရင်ရှိမှရမယ်လို့သူတို့ကမြင်တယ်ဒါပေမဲ့ဟိုချမ်းတိုင်လူရကျတော့အဲ့လိုမမြင်ဘူးငါအဲ့လိုလူဖြစ်လာမှာ ဖြစ်အရင်ဖြစ်လာရမယ်။အဲ့ကြောင့်ငါအဲ့လိုလုပ်လို့ရမယ်။အဲ့ရလို့ရှိရင်ငါအဲ့လိုပတ်စံနေရမယ်။ဆိုအရင်ဖြစ်လာပါတော့ကိုက level 5ပါဆန်ကိုက level 5လူလူအမျိုးအစားဆိုရင်ကိုက level 5 reset ပဲရမယ်ကိုက level 10 reset လို့ကျင်လို့ရှိရင်ကိုက level 10ဖြစ်အောင် fight နဲ့ထမ်းကြမှာကျွန်တော်ကကြိုးစားရမယ်ပြောင်းလဲရမယ်ဒီ comfort zone ကို လွန်ရမယ်ပေါ့နော်ကို comfort zone ချဲ့ရမယ် comfort zone ကဒီလောက်နဲ့ comfort ဖြစ်နေမှာပေါ့ဒီထက်ကြီးမှန်းက comfort ဖြစ်မယ်အဲ့ထက်ကြီးအဲ့ထက်နှစ်ဆကြီးမှန်း comfort ဖြစ်မယ်ဆိုတော့အဲ့လိုလုပ်ရမယ်ဆိုတော့နောက်ဆုံးတစ်ချက်ကတော့ဒီစင်းရဲလူနဲ့ချက်တဲ့လူနဲ့ကကျွန်တော်ထင်တာပေါ့နော်အငယ်တော့စင်းရဲလူတွေကအဲဘယ်လိုပြောမလဲသဘောထားကောင်းမယ်ပတ်စံရှိတဲ့လူတွေကစိတ်ထားမကောင်းဘူးခက်ထန်မယ်ထင်တာမလားမဟုတ်ဘူးတကယ်တော့ပတ်စံရှိတဲ့လူတွေကပိုပြီးစိတ်ထားကောင်းတယ်ကြောင်းမြန် ပတ်စံရှိတဲ့လူရပို့ပြီးပေါင်းအောင်တုံကောင်းတယ်ပတ်စံရှိတဲ့လူရပို့ပြီးတော့စေတားကောင်းတယ်ဒါစာအုပ်ထဲမှာမဟုတ်ဘူးဒါကျွန်တော်ရဲ့လက်တွေပေါ့ကျွန်တော်လက်တွေတကယ်ပတ်စံရှိတဲ့လူတွေနဲ့ပတ်စံအလေလက်ရှိတဲ့လူတွေနဲ့တောင်မှစိတ်ထားမတူဘူးပေါင်းအောင်သိရတာမတူဘူးအော်ပတ်စံရှိတဲ့လူတွေကသူတို့ပတ်စံမရှားဘူးလို့ခံယူထားတယ်သူတို့ကဟိုဘယ်လိုပြောမလဲကုညင်ရှင်စိတ်လည်းအမြဲရှိတယ်မတုံးလေးရလားယူထားလိုက်ကျွန်တော်ပတ်စံတုံးထားလိုက်ဒါဟိုတနေ့ကကျွန်တော်မီလီယံနာတယောက်နဲ့တွေ့ခဲ့မာတီမီလီယံတယောက်တွေ့ခဲ့သူသူဆိုအဲ့လိုပဲ ြောချင်တာပတ်စံကိုပြောချင်တာပတ်စံပေးသုံးတာပြောချင်တာမဟုတ်ဘူးအတိကစိတ်ထားကိုပြောချင်တာအော်စကားပြောရစားလူရည်လေတယ်ပြီးတော့ကိုကိုအကြောင်းမဲ့သူမေးတယ်သူအကြောင်းမပြောဘူးကျွန်တော်ဘာလုပ်နေမပြောဘူးကိုအစဉ်ပြေးလာပြီမေးတယ်မီလီယံနာနဲ့မာတီမီလီယံနဲ့တောင်မှစိတ်ထားမတူဘူးမာတီမီလီယံပို့ပြီးတော့ပွင့်လင်းတယ်ပို့ပြီးတော့စကားပြပို့ကောင်းတယ်မီလီယံနာနဲ့ middle class နဲ့တာမန်လူတန်းစားနေအောင်မတူ နာမလူတန်းစားနဲ့ပူဝါကလပ်နဲ့တောင်စကားပြောတာမတူဘူးပြင်တာစင်းရဲ့လူတွေဒီကျွန်တော်တို့ထင်ထားလို့လည်းမဟုတ်ဘူးချမ်းသာတဲ့လူတွေကျွန်တော်ထင်ထားလို့လည်းမဟုတ်ဘူးကျွန်တော်အထင်နေအမှတ်မှန်ဘူးပေါ့နော်ဒီတော့ချမ်းသာတဲ့လူတွေအများစုကပို့ပြီးတော့ပေါင်းလုံးတင်လုံးကောင်းတယ်ဒီပြီးဝါရဲ့ချမ်းသာတဲ့လူအစ်စ်ပေါ့နော်ဟိုဘာမဟုတ်ညာမဟုတ်ချမ်းသာတဲ့လူကတော့ပတ်စံရှိလာတဲ့လူကတော့သူ့ရဲ့ပုံစံတစ်မျိုးဖြစ်မှာပေါ့နော်ဒါပေမဲ့ကိုတကယ်စူးစမ်းလာတဲ့ လေလူလူတယောက်အတွက်ကကျွန်တော်တကယ်ကိုပေါင်းလုံးတင်လုံးကောင်းတယ်ချို့ရရရလဲကျွန်တော်မထင်တဲ့အရာရယ်ပေါ့နော်ကျွန်တော် bonus တစ်ခုပေးခြင်းတယ်ပေါ့ဘဝမှာ present ရှိရလူရရတဲ့တနည်းအားမှာ expect ဖြစ်တယ်တဲ့ဒီ present ပုံမှန်ပဲရှိရလူရရတဲ့ပုံမှန် expect ပဲဖြစ်တယ်တဲ့သူ့ career မှာနောက်ဆုံး present မရှိရလူရရတဲ့ပူအ expect ဖြစ်တယ်တဲ့ပြောချင်တာဟို present ရှိရလူရရတနည်းအားမှာအရန်ကျွမ်းကျင်တယ်ကျွန်သူတစ်ခုတည်းကိုကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တယ်ကုန်တယ်လားအဲတခုခုဒီအဝယ်ရောင်းလား ထားပါတော့အဲသူကိုပိုင် brand လာသူတခုကောင်းကောင်းမွန်မွန်တည်တယ်ကျွန်းကျွန်းချင်းချင်းတည်တယ် expect လုံးဝဖြစ်တယ်ဒါပေမဲ့ middle class တွေက middle expect ပုံမှန်ပဲတည်တယ်တိုင်မလူလန်းဆိုင်တိုင်မမသိရဟုတ်လားမဟုတ်လားစဉ်းစားကြည့်လိုက်ကျွန်တော်ဝန်ထမ်းနေဆိုရင်ဝန်ထမ်းလောက်ပဲသိရ expect လောက်ပဲကျွမ်းကျင်မှုသူတို့ကျွမ်းကျင်မှုကလည်း expect လောက်ပဲရှိရအဲ့တော့ပိုးအားပေါ့နော်အစင်းရလူရလည်းပုံမှန်ပုံမှန်ထက်ကိုနှိမ့်ချပြီးတော့သိရပုံမှန်ထက်ကိုနှိမ့်ချပြီးတော့ကျွမ်းကျင်တာ ဆိုတော့ဟိုကျွန်တော်မီလီယံနဲ့ဖြစ်ရှင်လို့ရှိရင်ကျွန်တော်တန်းချွေတတိဖြစ်ဖြစ်ရှင်လို့ရှိရင်တနည်းအားမှာလုံးဝကျွမ်းကျင်အောင်စောက်ချကျွမ်းကျင်အောင်လုပ်ရမှာပေါ့နော်ဒါ Robert Green ရဲ့ Mastery ထဲမှာလည်းပါပါမှာကျွန်တော်အဲ့ဆောင်ဟိုဟာပဖက်ရတည်ဆိုတော့ဟိုဒါကျွန်တော်ပြောချင်တဲ့အချက်တွေပေါ့နော်ဆိုတော့ဒီစာအုပ်ကိုကိုယ်တိုင်ဖတ်ကြည့်စေချင်တယ်ကျွန်တော်ကတော့လူငယ်အသက်25နှစ်အရွယ်လူငယ်တယောက်ဆိုတော့လူငယ်တွေပိုဖတ်စေချင်တယ်ဘာလို့ဆိုတော့အပြောင်းလဲလောက်အောင်မှာလူငယ်အပြောင်းလဲလောက်အောင်မှာဒီချိန်မှာကျွန်တော်တို့က ကျွန်တော်နိုင်ငံရဲ့တရားဥပဒေဖြစ်လာမှာအဲ့တော့ကျွန်တော်တို့ကဟိုအပြောင်းလဲနေလို့ဖို့လိုတယ်ချမ်းသာနေဖို့လိုတယ်မိသားစုတိုင်းမှာတထေးလိုတယ်မိသားစုတိုင်းမှာတထေးတယောက်လိုတယ်မိသားစုတိုင်းမှာဘယ်လိုပြောရမလဲအားလုံးထောက်ပံ့နိုင်တဲ့အသည့်အပင်တစ်ပင်ကြီးတစ်ပင်ငှက်တွေနားလို့ရတဲ့တစ်ပင်တစ်ပင်လိုတယ်ဆိုတော့ဟိုကျွန်တော်တို့ဒီစာအုပ်ကို recommend ပေးပါတယ်ဆိုတော့ဒါကြလောက်ပါပဲဒီနေ့ကျွန်တော်ဒီစာအုပ် share လုပ်ပေးတာမင်္ဂလာပါကျွန်တော်အောင်ဆောင်ဝမ်းမှာတုံညာရင်ဒီတကူပြောင်းနိုင်တဲ့အသက်25နှစ်ပြည့်လုံငယ်တယောက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်